အလိုငယ်ချင်းတို့အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေတောင်းနဲ့ဆုတိုင်းပြည့်ပြီးတော့ကြံဆောင်နဲ့ကြံစီတဲ့လုပ်ငန်းကိုင်ကံအားလုံးအဆင်ပြေပါစေအားလုံးကုလိုငယ်ချင်းညလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာဆုံးရှုံးနေတာတော့ လုပ်ငန်းခိုင်ခန်းတွေလည်းပြန်လည်ပြီးတော့ဦးမော်လာပြီးတော့ပြန်လည်ကောင်းမွန်လာပါစေဟုတ်လားဆုံးရှုံးသွားတဲ့ညီကောင်သမားတွေရဲ့အသက်တွေတော့ပြန်မရနိုင်တော့ပြီမဲ့ဘာပဲဖြစ်ဖြစ်အချိန်တိုင်းတာတစ်ခုမှဖြေတာနိုင်အောင်ဖြေတာနိုင်ဖို့အတွက်ဘုရားသခင်ဘက်ကနေပြီးတော့ခွန်အားတွေပေးနိုင်ပါစေလို့ ထမအောင်ဆုံးစုမုံအောင်တောင်းပြပါတယ်အဲ့တော့ဒီနေ့ချင်းလေးနည်းနည်းရတယ်အဲ့တော့တငယ်ချင်းတွေကိုလည်း sharing လေးတခုလုပ်ချင်တယ်အဲ့ဒါပါလဲဆိုတော့လူဘဝမှာကျွန်တော်တို့ခမားတို့တွေဟာအပေါင်းအသင်းတွေမာခဲ့လိမ့်မယ်ဆုံးဖြတ်ချက်တွေမာဘူးလိမ့်မယ်လောကမှာမမာဘူးတဲ့လူမရှိဘူးပြေနော်လောကမှာအကုန်လုံးလူတိုင်း ကြီးကြီးငယ်ငယ်ပြုတ်ပြုတ်ရွယ်ရွယ်လူတိုင်းဟာလားယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်အမားနဲ့မကင်ဘူးမားကြတယ်ငယ်ငယ်စဉ်တောင်ကြီးဘွားမှာလည်းငယ်စဉ်တောင်ကြီးဘွားမားခဲ့စပြီးမွေးကလေးကမားခဲ့ကြတယ်ကျွန်တော်တို့ဟာလားနောက်ဆုံးမိကြီးကျွန်းနဲ့ရောက်မဲ့အချိန်ထိကျွန်တော်တို့ကမားနေကြအောင်မှာပဲအမားကင်ဖို့အတွက်ဟာလားအများကြီးကျွန်တော်တို့စူးစမ်းရမယ်ကျွန်တော်ဘွားမှာကျွန်တော်လည်းမားခဲ့ဘူး အဲ့ဒီအမားတွေတဲကနောင်တလည်းရတယ်လို့အရန်လဲဘဝမှာထိခိုက်နေတာကအမားကြီးတခုအဲ့ဒီအမားကိုဒီနေ့ခင်ဗျားတို့ share လုပ်ပြပြအဲ့ဒီအမားကဘာအမားလဲဆိုတော့ကျွန်တော်အရင်ရှေ့မှာကျွန်တော်ဇလန်းတခုပြပြဖို့လေကျွန်တော်နဲ့မတည်တာဆိုတော့အမျိုးသမီးတယောက်ဇလန်း ျွန်မရွှေရဇလန်းလေးတောင်မှကြည့်ကြည့်ဟုတ်အဲ့တော့အဲ့ဒီမတ်တီတာဆိုတဲ့အမျိုးသမီးလမ်းခွဲပြီးတော့သူလည်းအမေရိကန်ထွက်သွားတယ်ကျွန်တော်လုပ်နေတဲ့လုပ်ငန်းဟာတော့မြန်မာဆိုင်မြန်မာမြန်မာဆိုင်လုပ်ငန်းလည်းကျွန်တော်တို့ဖျက်သိမ်းလိုက်တယ်ဖျက်သိမ်းပြီးနောက်ပိုင်းကျွန်တော်လည်းဘာလို့လို့လို့ရမှာမသိဘူးဟုတ်လားဘာလို့လို့ပေါ့ဗျာဘာပဲလို့ရလို့ရပေါ့စိတ်မပါတဲ့အချိန်ဟိုအချိန်ကာလတစ်ခုပေါ့ဗျာဖြစ်ဖြစ်သွားတာ ိုအရင်တော့ပုံမှန်သွားနေတဲ့အရှိန်လေးတစ်ခုအနေပြီးတော့ရုပ်တရက်ဆိုသလိုဘဝကဒီလိုငငယ်ကို꿰သွားတဲ့ပုံမှာလူကခါရဲခေါင်းတော်ကြားတွေဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့အချိန်တွေဟာအရန်ကိုခံတည်အများတယ်အရန်ကိုဟိုဘယ်လိုပြောမလဲဆိုတော့တတိထားမယ့်အချိန်ဖြစ်တယ်ဗျာ အဲ့ချိန်မှာကျွန်တော်ရဲ့အနီးနားပတ်ဝန်းကျင်မှာကျွန်တော်ကိုလမ်းမှန်ပြပေးမယ့်လူမရှိဘူးကျွန်တော်ကိုဂိုင်းလုပ်ပေးမယ့်တငယ်ချင်းကောင်းကောင်းမရှိဘူးအားလုံးကရောက်ပါရင်တောက်ကွာတောက်မူးရင်မေ့မေ့တော့မယ်ဆိုပြီးတော့ပြောမယ့်လူမျိုးပဲရှိတယ်အဲ့တော့ကျွန်တော်လည်းအဲ့ချိန်တော့ဟိုကျွန်တော်နေခဲ့တဲ့ပူချုံမချူကြရာ ဟာလာ IOI ပဝင်ခြင်းတော့ကျွန်တော်ကုကြောမကြည့်ကြအဲ့ဒီနေရာဒီမှာကျွန်တော်နေပြီးတော့ကျွန်တော်အချိန်တစ်ခုအထိကျွန်တော်ရက်တည်ခဲ့တာပေါ့ဗျအဲ့နောက်ပိုင်းကျွန်တော်အဲ့မှာနေခြင်းစိတ်မရှိတော့ဘူးဗျဘာဖြစ်လို့လဲဆိုတော့တစ်ချိန်တော့ကိုဒီနေရာမှာအောင်မြင်ခဲ့တယ်ဗျတစ်ချိန်တော့ဒီနေရာမှာကိုရက်တည်ခဲ့တယ်နာမည်တလုံးဟုတ်တယ်မလားခုချိန်မှာကိုကဒါတွေအားလုံးရုပ်တရက်ကြီးဆုံးရှုံးသွားတဲ့အချိန် မရက်တည်ခြင်းတော့ကြာမရက်တည်ခြင်းတော့လည်းငါသွားမယ်ကွာဒီကနေပြီးတော့ဒီဥစ္စာကိုမေးပြောဖို့ဆိုရင်ငါဒီနေရာကနေထွက်တော့မှဖြစ်မယ်ပေါ့အဲ့လိုစိတ်ကူးပြီးတော့ကျွန်တော်အဲ့ပူချုံ area ကိုကျွန်တော်လွတ်ပြီးတော့ကျွန်တော်ဘယ်ဟိုသွားလိုက်လဲဟိုးတန်ကြုံပါလေတန်ကြုံပါလေဆိုတဲ့နေရာကဘယ်ဘယ်မှာလဲဆိုတော့ ရန်ကုန်နဲ့တွတ်မယ်ရန်ကုန်မြို့နဲ့တွတ်မယ်ပြောမယ်ဆိုရန်ကုန်မြို့ကနေပြီးတော့ဗျာကျွန်တော်တို့ပဲခူးလောက်ဝေးတဲ့နေရာပေါ့နော်အဲ့လောက်ကိုကျွန်တော်သွားပလိုက်တယ်အဲ့တော့တဘောကွာလာလမ်ပူမြို့ကနေတန်ကြုံမာလင်းကတနအီခွဲလောက်ဘက်စကားစီနှစ်နာရီလောက်ဘက်စကားစီရတယ်ခကြီးဗျာဟိုကတ်ချက်တယ်သုံးနာရီလောက်ကြာတော့ဗျာအဲ့လောက်တော့မကြာဘူးဗျာတမန်ဆိုရင်တော့တနအီခွဲလောက်ပေါ့အဲ့လိုဘာပဲဖြစ်ဖြစ်ပေါ့ခကြီးကောင်ကြီးအဲ့လောက်ပေါ့အဲ့တော့အနာကငယ်မြို့လေးဖြစ်တယ်ဗျာ နေမျိုးလေးပဲပဲလူတွေကတော့မသိတာပဲကိုတွေကတော့သိတော့အဲ့ဒီအဲ့ဒီနေမျိုးလေးကဘာလဲဆိုတော့ပြောလောင်ကစားအယံကြီးဆိုတဲ့မျိုးနော်ပြရတန်ကြုံမလင်းဆိုတော့ကလောင်ကစားအယံကြီးဆိုတဲ့မျိုးအဲ့ကျွန်တော်အဲ့ဒီကိုရောက်သွားအဲ့ဒီကိုရောက်သွားတာလဲအဲ့ဒီကမိတ်ဆွေတငယ်ချင်းတယောက်ရှိတယ်သူကလဲအဲ့ဒီအာ ဂိမ်းလောကမှာပေါ့နော်ကျင်းလည်နေတယ်အာကျွန်တော်တို့အခုဗမာပြည်မှာလည်းအရင်နာမည်ကြီးတဲ့ slow game တွေပေါ့ဗျာ slow game လောကမှာသွားလဲကျင်းလည်နေကြပြီအဲရသွားလဲဟဲ့တကယ်ကြီးမင်းအဲ့မှာခံစားမနေနဲ့လာငတ်စီလာခဲ့ငတ်စီမှာဒီမှာတောက်တောက်ဆဆပြောပြောပေါ့ပေါ့ပေါ့ဟာလာအလုံးကလည်းလာစားလဲကောင်းတယ်ကွာသွားလိုက်သွားလိုက်တယ်စပြီးတော့အလုံးဝင်နေ ဟုတ်တယ်အေးစစ်စစ်ပဲဘာမှလုံးစရာမလိုဘူးဟာဇေငိမ့်တထေအအစားတော့အကုန်ပေးထားတယ်နေဖို့ထိုင်ဖို့အကုန်လုံးအပီးစီးဟာလာဇေငိမ့်ပြလာစားတတ်တင်ကြံဟာဒီလောက်ကောင်းတဲ့အလုပ်ပေါ်မှာရမနော်နေစရာလည်းအပီးစားစရာလည်းအပီးဟာလာအလုပ်ချင်ရတဲ့တနေ့မှ၈နာရီပဲလိုရတဲ့ပြောလာစားတာအတတ်တင်ကြံသေးတယ်ကော်မရှင်ကလည်းရသေးတယ်ဒါပေမဲ့ဒီအလုပ်ကဘာအလုပ်လဲဆိုဥပဒေရဲ့အပြင်ကအလုပ် ိုရီမတိကိုရီတိတာကပါလေရဲလာဘန်းကရင်ထွက်ပြေးလို့လွယ်လွယ်သွေးတာလေလူငယ်ဆိုတည်ရမှာရဲလာရင်ထွက်ပြေးမယ်ရှေ့ရလာနောက်ကပြေးမယ်နောက်ကလာရှေ့ရပြေးမယ်အဲ့လိုပဲတွေ့ရတယ်အဲ့လိုတဲ့လုံရင်လုံရင်လုံရင်နဲ့ကိုရီမတိတဲ့အမားကပါလေဆိုလို့ရဲဖန်းတာကပြန်လွတ်တယ်ဘဝမှာလောင်းကစားသေးကိုမင်းနဲ့တွားရင်ပြန်မလွတ်ဘူး ထောင်ကျသွားတာကပြန်ထွက်မဲ့ရက်ဒိတ်ရှိတယ်မင်းလောင်းကစားဆွဲသွားရင်မင်းတော့ဒိတ်မရှိဘူးအနာဂတ်ပါပြောက်တာနားလေအတိတ်ပုံပြီးဆိုတာကလောင်းကစားလုံးပြီးဆိုတာနဲ့လက်ထဲမှာပတ်စံကအရန်ရောက်တာဟုတ်ကြက်တခုံကျွေးတယ်လဲဆိုလို ကျွေတလက်ကြလို့နိုင်ပြီဟဲ့ဆိုတာ ਨੇ ပတ်စံကခါရဲပေါလိုပုံသွားတာရှိမှာဟမ်ပတ်စံအရှိမှာပေါလိုပုံသွားပြီဆိုတာ ਨੇ လာစမ်းအရောက်အရက်ဘီယာဟုတ်လားမိမအပြက်တွေကြီးပဲဗျာတောက်လျှောက်အပြက်ကိုရီးယားတော့ဗာသင်လဲဆိုဟာငါတော့ဖြစ်နေပြီငါတော့ရေးလက်ကန်နေကောင်းပြီပြီငါတော့ရေးလက်ဖြစ်ပြီပေါ့စိတ်ထဲမှာဘာတွေထင်နေလဲ ငါတော့ဖြစ်နေပြီပေါ့ငါတော့ရေးလဲလဲဟိုအကျိုးအမြတ်တွေဖြစ်ထွန်းနေပြီပေါ့တနေ့တနေ့နိုင်တာဟာလားသူများတွေတနေ့ကအလုံးလုံးမတရားရဖို့မနေစူးစမ်းရုံးကနေတဲ့အချိန်မှာကျွန်တော်တနားကြီးမှာငွေ၄၅၀၀၀မလေးရင်းကငွေ၄၅၀၀၀၀ပမာငွေနဲ့တွက်မယ်ဆိုရင်ဗျာတနားကြီးလောက်အတွင်းမှာကျွန်တော်တစ်ခါခါကျရင်သိန်း၁၀၀၂၀၀လောက်ကျွန်တော်မြတ်သွားတယ်ရှုံးကျင်လဲအဲ့ဒီသိန်း၁၀၀၂၀၀လောက်တနားကြီးအတွင်းမှာရှုံးသွားတယ်ဗျာ ဟာပျော်နေတော့ဟာတခါမှမဖြစ်ဘူးတဲ့ဟိုစိတ်ကူးရင်အိမ်မက်ဒီထဲမှာတည့်ရမှာတထေးရလဲကိုရီကိုဖျောက်မင်းဒီနေ့ဘလောက်နိုင်လဲဟာဒီလောက်နိုင်အေးရောမင်းရကော်မရှင်ထွက်ချင်ဖပပြကော်မရှင်ကော်မရှင်တော့တည့်ရတည့်ရကိုပြ900 800ရရနေလားရင်းကင်းကို900 800ဆိုပြဗမာဝင်နေသမဲ့ဆိုအေးခဲအဲ့ဒီခါလွန်ခဲ့တဲ့73လေးနှစ်ကအရင်ကပေါ့ဗျာနော်95နှစ်လောက်အရင်ကပေါ့ တရက်ကိုကျွန်တော်ဝင်ငွေ၄သိန်း၅သိန်းလောက်ရှိတယ်ပြောမြန်မာငွေနဲ့ပေါ့ရင်ပေါ့တရက်လင်းကားတယ်အဲ့ဒါလာတာမဟုတ်ဘူးကော်မရှင်ပဲရှိတယ်လာတာနဲ့ပေါင်းမယ်ဆိုရင်ပြောတရက်ကိုကျွန်တော်၈သိန်း၁၀သိန်းလောက်ရတယ်အဲ့ဒီခေအဲ့ဒီခါနိုင်ငံခြားတင်မောတာတင်မောကပ္ပတိန်တယောက်တော့အဲ့လိုဥစ္စာမျိုးအဲ့လိုဥစ္စာရတယ်လူကလုံးဝလုံးဝလွတ်သွားတော့အဲ့ရဖဲ မိမဘာမှမကြံတော့ဘူးဗျာညဆို disco club တွေသွားမယ်ပေါင်းတာလဲကြည့်အောင်ဒီနိုင်ငံသားတွေတကယ်ဘော်ရီနဲ့ပဲပေါင်းဟိုလူငယ်ခြားသိတယ်ကိုလည်းလူငယ်သူတို့လည်းလူငယ်ပဲကြောက်ပါကိုရင်ကိုလည်းတမ်းမှာလည်းပတ်ဆံရှိတယ်လေနောက်ဆုံးကိုပို့ပြီးတုံးရင်တတိယဖုန်းဆက်တယ်တတိယငါ့ကိုပတ်ဆံကြီးစမ်းမဟုတ်လောက်လို့ကျန်တာ9000ဒီပြော့9000လာသာရရင်ငါတည်းလာသာဖြတ်လိုက် တလားမလားနှစ်လားဖြတ်လိုက်ပေါ့ဘာဖြစ်လို့နေတိုင်းပတ်စံရနေတာလေ။နိုင်နဲ့ပတ်စံရနေတာလေ။အဲ့တော့ဒီဖြစ်တည်မှုကိုကိုသာချစ်ချစ်လေးလေးလုံနိုင်ရင်ကိုသာတရေချာချာထိမ့်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 လုံနိုင်ရင်ဒီဟာကကိုဘွားတော့တန်ဖိုးဖြစ်မှာကိုကထိမ့်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 မလုံနိုင်တော့ဘာဖြစ်သွားလဲဆိုတော့အပေါင်းနဲ့မှားသွားတယ်။အပေါင်းနဲ့မှားသွားတော့မှတကယ်ကို ဆိုးသွားတဲ့ကောင်တွေတကယ်ကိုကိုရင်းပြတ်တဲ့ကောင်တွေညမှာသွားပေါင်းတင်မိတာသွားတပေါင်းတင်မိပြီးတော့အရက်မိမဟာလာဝူရီစေဝါအကုန်လုံးဝူရီစေဝါဆိုကျွန်တော်ဘိန်းတော့နံပါတ်4တော့ကျွန်တော်ဆွဲမတော်ဘူးဗျာနော်ဒါပေမဲ့ဟိုလူငယ်တွေလူမျိုးတွေကဒီစကိုသွားတယ်ဗျာဟာဒီစကိုသွားတယ်ဟိုဒီစကိုဆေးတွေပေါ့ဟာလာအဲ့ဒါတွေဟာလာ ကျွန်တော်မလေးရှားမှာဆိုရင်ခေါင်းလုံးစေးလို့အဲ့ဒီချိန်တော့ခေါင်းလုံးစေးလို့ကေလို့ဟာလာအဲ့ဒါတွေပေါ့နော်အဲ့အဲ့အဲ့ဒါတွေအကုန်လုံးပါတယ်ဒီပြင်ကိုမိမဟာလာဒီပြင်ကိုပါလဲဟိုတီးတန့်ကိုတထဲစီမှာရတဲ့ပတ်စံကိုယူပြီးတော့တခြားနေရာကိုသွားပြီးလောင်းကစားသွားလို့လေနိုင်တယ် တခါတော့ရှုံးတယ်ရှုံးတယ်ရှုံးတယ်ကွာနိုင်လဲနိုင်နေနေဟာအကြီးကျယ်နိုင်တာပဲဟာလာဟိုအရင်နှစ်ခါသုံးခါရှုံးသွားတဲ့ဟာတွေခါတွေမေ့သွားတော့နိုင်ပြတ်တာအဲ့ဒါလိုနိုင်ပြတ်အဲ့တော့ဘာဖြစ်သွားလဲအထိတ်ကုန်မဲ့ကွာလုံးဝအထိတ်ကုန်မဲ့သွားတာတကားမရှိဒါမရှိဟာလာဖေအမင်းကွာငရဲတော့ကြီးတော့မှာပဲစေအဲ့လိုလာပြောတဲ့ကောင်စေငရဲဟာငါလောက်ကြီးမလားငရဲဟာအဲ့လိုပြန်မေးတဲ့ကောင် လုံးဝထိန်းကုပ်မဲ့သွားတာဒီနိုင်ငံသားလူငယ်တွေနဲ့ပေါ့စိုးကျင်တိုင်းစိုးရင်းကျင်တိုင်းရင်းဟာလားဖြင်းကျင်တိုင်းဖြင်းကဲကျင်တိုင်းကဲနေရောညအောင်မူညာဘက်ဆိုဆေးရီရှူရည်ရည်တော့ရန်နေဖြစ်တော့တကယ်တမ်းဘာဖြစ်သွားလဲဆိုတော့ဘာဖြစ်မလဲရေဖန်ခံရတော့ဘို့ဟာလားတကယ်တမ်းနာမည်ထွက်လာပြီးတော့ရေဖန်လည်းဖန်တော့သူတို့ကဒီနိုင်ငံသား အရှိုးရှိုးသူတို့ရဲ့မိဘတွေရဲ့သူတို့ရဲ့ဟိုဒင်းတွေကလာပြီးတော့မလုပ်သွားလဲဆိုတော့သူတို့အချုပ်ကနေအမကန်နေနဲ့ဆွဲထုတ်သွားတယ်။ကိုကမပြောပါလဲ။တေးအောင်ပါလဲ။ရှင်းရှင်းလေး။ဘယ်ရမဆိုဘောနော်။ဖာတူလို့ခယုမခုံနဲ့။ကိုကနိုင်ငံသားသား ိုဘာလာကိုရောက်နေတဲ့နေရာကိုရဲ့ဘဝအခြေအနေအစတောင်းမမေ့နဲ့ကျွန်တော်ဗမာပြည်ပြန်သွားတယ်ဗမာပြည်မှာအိမ်အောင်ကြတယ်ပြန်လာတယ်မလေးရှားကိုမလေးရှားမှာလာပြီးတော့ကိုလုပ်ခဲ့တဲ့စီးပွားတွေပြက်စီးသွားပြီးမရှိတော့ဘူးဟာလားကိုယုံကြည်အောင်စေချာရအောင်ဆိုတော့ဟာလား main clip တယောက်ကလည်းကိုလုံးဝအပြောက်ရိုက်ပြီးတော့အပြောက်ရိုက်ကြတော့ပတ်စံလိမ်သွားတော့မဟုတ်ဘူးနော်သူပတ်စံလိမ်သွားမှာမဟုတ်သူပြောက်သွားတာရုပ်တရက်ကြီးသူကကျွန်တော်ဘဝတွေပြောက်သွားချိန်မှာ ကျွန်တော်ဘာတွေဖြစ်ကုန်လဲဆိုတော့မသိတော့တာရုပ်တရက်ကြီးဥပမာပြခမည်းနဲ့အမြဲတမ်းပြလက်ပေါ်တည်နေနေတဲ့လူတယောက်ခမည်းရဲ့ဘေးမှာအမြဲတမ်းခမည်းရဲ့အရေးလူရှိနေတဲ့လူတယောက်ကရုပ်တရက်ခမည်းပျောက်သွားရင်ခမည်းစဉ်းစားကြည့်ခမည်းရဲ့အရေးကခမည်းရဲ့ခန္ဓာကိုယ်ကနေပျောက်သွားတဲ့နေ့ခမည်းယူကြောင်ကြောင်ဖြစ်သွားကျွန်တော်အဲ့လိုယူကြောင်ကြောင်ဖြစ်သွားတယ်ယူကြောင်ကြောင်ဖြစ်သွားတဲ့အပြင်အဲ့ဒီ ဘယ်ဟိုပဲသွားတော့ဟာဒီနေရာလေးသွားလိုက်လဲတယောက်ယောက်ကမေးဟဲ့ရောမသိတော့ဟဲ့ရောမင်းမသိတော့ဘယ်ရောက်ရောရှက်တာတွေလည်းပါတယ်တည်တယ်မလားပြီးတော့အဲ့ဒီမသိတော့ဆိုမင်းမိမ့်မလာဆိုလည်းမဟုတ်ဘူးပြတမီးသားလားဆိုလည်းမဟုတ်ဘလို့ရင်းမလဲမသိဘူးဖြစ်နေတာကိုယ့်ကကိုယ်လည်းစဉ်းစားလို့မရဘူးနော်အဲ့လိုဖြစ်တာရှက်တာတွေရောတယောက်ယောက်ကလာမင်းဟဲ့ရောမသိတော့မင်းကိုဘာဖြစ်လို့ထားရတာမသိတော့ဘယ်ပြောက်သွား အဲ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 ့ဒါလေးဂျားတဲ့မှာဟိုကဘာပြောရလဲဆိုတော့ယောက်ျားလေးလည်းဖြစ်တယ်ပြလူငယ်လေးဆိုတော့အမမှုံပြီးတော့လမ်းနေပြောက်ကိုလမ်းနေပြောက်တဲ့အပြင်ကိုမွေးစေးတွေနောက်တငယ်ချင်းအပေါင်းအသင်းတွေမှမှားပြီးတော့နောက်ဆုံးပိတ်မှာဘာပြောရလဲအချုပ်သေးရောက်သွားတယ်အဲ့တော့အချုပ်ဘယ်လောက်ကြာသွားလဲဆိုတော့ ။ဘာကြောင့်အချုပ်ကျတော့လဲဆိုတော့အဲ့မှာပြဿနာအဲ့မှာစတယ်။ဟဲ့မင်းဘာဖြစ်လို့အချုပ်ကျတော့တာလဲ။ဘာဖြစ်လို့ထောင်ကျသွားလဲဆိုတော့ရန်ဖြစ်တယ်ဗျာကျွန်တော်တို့ disco မှာရန်ဖြစ်တယ်။ကျွန်တော် disco မှာရန်ဖြစ်တယ်ညာဘက် club မှာရန်ဖြစ်တယ်ရန်ဖြစ်ပြီးရိုက်တက်ကြတော့ဘူးဗျာပြီးတော့ပြေးကြတော့ဘူးဗျာအဲ့ကိစ္စဒါရန်ဖြစ်တယ်ဖြစ်တာလွန်ခဲ့တဲ့3-4ရက်ကဖြစ်တာဖြစ်ပြီးတော့ပြေးကြလွှားကြအကုန်လုံးသွားကြကိုယ်တွေလည်းအားလုံးငြိမ်နေပြီးအိမ်ထဲမှာနှံ့နေတယ် အဲအဲ့ဒီအချိန်ကျမှရဲရတကောင်ချင်းစီကောက်တင်းကောက်ပြီးတရားဝင်ချင်းစီလိုက်ပန်းတာတကောင်ချင်းစီတကောင်ချင်းစီဆွဲဆွဲပြီးအချုပ်သေးတယ်ဟာကြောင့်တဲ့ဟာမင်းချုပ်သေးရောက်နေလားဟာမင်းချုပ်သေးအချုပ်သေးမှာဘာဖြစ်လဲသွားပြီးတော့မှတကယ်ချင်းနဲ့အားလုံးပြန်သွားဆုတယ်အချုပ်သေးမှာဆုပြီးအချုပ်သေးရောက်မှာအချုပ်သေးမှာဟေးလို့လို့ကြောက်မလို့ငါတို့ဟာငါအရာရှင်းနေလာလိမ့်မယ်ဟိုလာလာလိမ့်ပြလာလိမ့်မယ်ဟုတ်တယ်သူတို့ရဲ့မိသားစုနဲ့သူတို့သက်ဆိုင်ရာလာပြီးတော့သူတို့အားလုံးကို ဂျာမင်းလို့ခေါ်တယ်အာမခံလုပ်ပြီးတော့အားလုံးကိုရိုက်ထုတ်ပါတယ်နောက်ဆုံးကြံခဲ့တာဘယ်ကောင်လဲဆိုဒီကောင်ဒီကောင်တကောင်ကြံခဲ့တဲ့အကျုပ်ထဲမှာဒါကောင်ပဲကြံခဲ့ဒီကောင်ကိုကယ်မဲ့ကောင်လည်းမရှိဘူးအဲ့ဒီချိန်တော့ဒုစရသားစင်းလေးရံဖြစ်ခဲ့တဲ့အမှုတွေအားလုံးကဒီကောင်ကောင်းပေါ်ရောက်လာတယ်အဲ့တော့ဒီကောင်ကဓာတ်ကင်ပြီးတော့အိန္ဒိယကလောက်ကိုလိုက်ခုတ်တယ် ဓာဆွဲပြီးတော့အိန္ဒိယကလောက်ကိုလည်းခုံးတယ်သူကလက်နက်ကင်ဆောင်မှုမိုးရရန်ကန်မှုဘာမှညာမှုအမှုပေါင်းများစွာနဲ့နောက်တော့ဘာမှမရှိပါစပို့မရှိဘာမရှိပြတရားမဝင်နေထိုင်မှုတွေနဲ့ထောင်၄နှစ်နဲ့၈လကျိလေးချက်ထောင်၄နှစ်၈လကျိလေးချက်နဲ့ကျွန်တော်ထောင်ထဲကိုရောက်သွားတယ် တော့ထောင်ထဲကိုမရောက်ခင်အချောက်ကနေပြီးတော့ကျွန်တော်တို့ရမန်ယူဖို့ထောင်ကိုပို့တယ်ပြောအဲ့ဒါကိုကျွန်တော်ဘယ်နှလားနေလဲဆိုတော့6လကြာတယ်ပထမတလတော့ပြန်လာတယ်ဟာလာဝေမခံဘူး नो ငါမဟုတ်ငါဝေမခံဘူးဒီသားငါမဟုတ်ပါဘူးငါမဟုတ်ပါဘူးရင်းနေပြန်သွားတယ်ထောင်ကိုပြန်လာတယ်ကို့မှာမျောလင်းကြတာတော့ဩငါတငယ်ချင်းတယောက်ယောက်ဟာလား ်လောက်ခင်မင်းတဲ့တငယ်ချင်းတွေတယောက်ယောက်များငါ့ကိုလာပြီးတော့ရှေ့နေပါလေငါပြီးများငါ့အတွက်လာပြီးတော့ငါ့ကိုများအာမခံလာပြီးမလားဟုတ်လားတရားရုံးကိုရောက်တဲ့နေ့ကျရင်တခါလဲဖုန်းနေဆက်တာတငယ်ချင်းတွေတယောက်မှဖုန်းမကောက်ဘူးနောက်ဆုံး6လမှာရှေ့နေကဘာပြောလဲဆိုအခုမှမေးဝင်မခံဘူးဆိုရင်6လရှိပါပြီ 6လမှာမှမင်းဝင်မခံဘူးဆိုရင်တရားရုံးကတော့မင်းကိုကျင်းတည်အပြစ်ပေးမှာပဲဒါပေမဲ့မင်းကိုပေးတဲ့အပြစ်ဒီဘာဖြစ်မလဲအများဆုံးအပြင်းထန်ဆုံးဖြစ်သွားလိမ့်မယ်သူတို့ကိုအာမခံပေးထားတယ်ဒါပေမဲ့သူတို့ကသူတို့ရဲ့ရှေ့နေနေတယ်သူတို့ရဲ့ငွေအင်အားနေတဘောပေါ့သူတို့ကလုံပြီးပြီကျွန်တော်ဝင်မခံလဲပဲအပြစ်ကကျွန်တော်ရဲ့အပြစ်ဖြစ်မှာပဲ အဲကျွန်တော်ကနိုင်ငံကြသားလေသူတို့ကဒီနိုင်ငံသားပဲသူတို့ကရော်ကြီးပါညာအာမခံနေသူတို့မှာသူတို့ရှေ့နေရှေ့ရတည်နေသူတို့ရဲ့လမ်းကြောင်းကတော့လွတ်သွားပြီသူတို့ကိစ္စပြီးသွားပြီကြံခဲ့တဲ့ကောင်ကကိုကိုတကောင်ပဲဘယ်သူမှကိုလာမခဲ့ဘူးတထေးရလည်းလာမတွေ့ဘူးဘာမှမရှိဘူးအင်းကြီးတထေးကိုတကူနဲ့ဟာလာကိုပတ်တက်ကလေးကိုကင်ပြီးတော့ထောင်းနေတော့ ဲ့တော့တငယ်ချင်းတို့1428လာအချိန်၄ချက်ဘဝမှာရုပ်တရက်ဘယ်ဟိုရောက်နေတယ်လက်ပြရောက်နေတဲ့အချိန်ဟာလာစိတ်သွားတိုင်းကိုပါတွေးလိုက်တိုင်းပတ်ဆံဆိုတာဒီဘက်အိတ်နိုင်လဲပတ်ဆံဟိုဘက်အိတ်နိုင်လဲပတ်ဆံဟာလာကောင်းဖျက်ကြည့်လဲပတ်ဆံမွရဖျက်ကြည့်လဲပတ်ဆံဟာလာ အဲ့ဒီလိုခေကာလစီးသားတဲ့ရှူပနတ်အောက်ကဆိုးပြားကိုခွာလိုက်အဲ့မှာပတ်စံရှိတယ်။ကိုပတ်တဲ့ခပတ်ခဲကြည့်အဲ့မှာပတ်စံထည့်ထားတယ်။နော်။အဲ့ဒီအခြေအနေရနေပြီးတော့နောက်တနေ့အချုပ်ထဲမှာတမန်တလင်းပေါ်မှာခွေခွေလေးခွေးလိုအိတ်နေရတဲ့ဘဝရောက်သွားတာ။စဉ်းစားကြည့် လောက်ထိကျင်သားဖို့ကောင်းတယ်အဲ့တော့တငယ်ချင်းတို့ပြောချင်တာအောက်ခြေမလွတ်နဲ့ဘဝမမိနဲ့ကိုယ့်ရဲ့ဖြစ်တရားဘဝကိုကိုယ့်ရဲ့ရောက်နေတဲ့ပတ်စံကိုမြင်ပြီးတော့လည်းဘဝမမိနဲ့အပေါင်းအသင်းမှတ်ပြီးတော့လည်းဘဝမမိနဲ့မင်းဘယ်ကလာလဲမင်းရဲ့ဘဝအမှောင်အမြဲတမ်းတည်ရနေပါဘဝမမိနဲ့ ငါဘဝမိခဲ့တဲ့အတွက်ငါထောင်ကျသွားတယ်ထောင်၄နှစ်နဲ့၈လချိန်၄ချက်၄နှစ်၈လချိန်၄ချက်တော့အဲ့တော့အဲ့ဒီ၄နှစ်၈လချိန်၄ချက်ကိုငါထောင်ထဲမှာဘလို့ရင်ဆိုင်ခဲ့ရလဲဘာတွေရင်ဆိုင်ခဲ့ရလဲငါ့ကိုလာတွေ့မဲ့လူမရှိဘူးငါ့ကိုလာပြီးတော့ဟိုကျွေးမုံလေးပါလေးဝယ်ပေးမဲ့လူမရှိဘူး ဟာရေကိုမောင်သမားတွေလည်းဘယ်သူမှမသိဘူးရုပ်သက်ကြီးငါထောင်ထဲရောက်သွားတော့ငါဗမာပြည်ကရေကိုမောင်သမားတွေလည်းမသိဘူးဘယ်သူမှမသိဘူးရုပ်သက်ကြီးထောင်ထဲရောက်သွားရုပ်သက်ကြီးအဆက်အသွယ်ပြတ်သွားတာအဲ့တော့အဲ့လိုရုပ်သက်ကြီးပျောက်သွားတဲ့ပုံမှာ၄နှစ်နဲ့၈လမှာဘာဆုံးရှုံးသွားတယ်သိလားဗမာပြည်မှာယူထားတဲ့မိမနောက်ယောက်ျားယူသွားတယ်ဗျာနောက်ယောက်ျားယူသွားတယ် ရုပ်တရက်ကြီးကျွန်တော်မလေးရှားမှာပျောက်သွားတယ်၄နှစ်ကျော်၅နှစ်ပေါ့ဗျအဲ့တော့မြမပြီကမိမကနောက်ထပ်အိမ်တော်အတင်းထူထောင်သွားတယ်အဲ့တော့မင်းဘဝမှာဘာတွေဆုံးရှုံးသွားတယ်လဲလို့မေးကြည့်စမ်းမင်းဘဝမှာဘာတွေရလိုက်ဘဝမှာပြောလိုက်ရတာ disco မှာတညနှစ်ညဂိမ်း နိုင်တယ်တ냐တ냐ပျော်ပါဖို့ဗျာတနှစ်နှစ်နှစ်ပေါ့ဗျာမင်းဘာတွေဆုံးရှုံးသွားလဲမိသားစုဘဝတစ်ခုလုံးဆုံးရှုံးသွားတာလေးနှစ်နဲ့ရှစ်လအချုပ်ထဲမှာဒုက္ခမျိုးစုံအခက်ခဲမျိုးစုံအားလုံးရင်ဆိုင်ပြီးတော့တကောလုံးဆုပ်ပြတ်သွားတာတမန်တော်ဘုမအေးဒီမှာလက်တွေမှာယနေ့ချိန်ဒီဒီအဆက်တွေနော်ယနေ့ချိန်ဒီဒါ ထောင်တဲ့ထောင်ရဲ့တမန်ကလေးမှာအိပ်ပြီးတော့ဒါတွေဖြစ်သွားတော့ယနေ့ချိန်ဒီစေးကူလို့မရတော့ဘလောက်ပတ်စံပေးဘလောက်ကုကုမရရေပြားမှာဒဏ်ရာကြီးဖြစ်သွားတာစကလမီနဲ့ထိုးခံထားတဲ့ဒဏ်ရာတွေရှိတယ်နော်ဒီမှာဒီဒဏ်ရာတွေဆိုစကလမီနဲ့ထိုးခံထားတဲ့ဒဏ်ရာတွေတရားတွေဘာဖြစ်လို့လဲဆိုထောင်ထဲမှာနှိပ်စက်တာ ထောင်သားချင်းချင်းနေဆိုတာဟုတ်လားဒီနိုင်ငံသားထောင်ကြအကျဉ်းသားကြီးတွေကဝင်လာတဲ့အကျဉ်းသားလေးတွေကိုနှိပ်စက်တာဟုတ်အဲ့တော့ခင်ဗျားတို့ဒီဥစ္စာတွေကိုကျွန်တော်ပြောပြမယ်အဲဒီပြောပြဖို့ဆိုတော့ကျွန်တော်ရဲ့ဂုံတိတ်ခါကိုရင်းရတယ်ပြဘသူမှကိုယ့်ဂုံတိတ်ခါကိုရင်းပြီးတော့မလိမ်ဘူးအခုကျွန်တော်ခင်ဗျားတို့ကိုပြောပြချင်တာ ကျွန်တော်ရဲ့ဂုံတိတ်ကိုရင်းပြီးပြောပြရင်ပြောတာကိုညီငယ်လေးတွေကိုလိုမျိုးလမ်းမကိုမရောက်စေချင်ကိုလိုအဖြစ်ဆုံးမျိုးမရောက်စေချင်မဖြစ်စေချင်ဒါပဲရှိတာအဲ YouTube မှာတက်ပြောလို့ကိုတော့ဘာမှအကျိုးမျက်မရှိဒီစကားတွေပြောလို့ဘသူကကျွန်တော်ဘာမှလာပြုံးပေးရောဟဲ့တော့ဘာစုမှလည်းရဖို့မရှိအဲရတဲ့ခွတ်တော့မတိုင်ကိုကကိုတောက်နေရတာ ဒါပေမဲ့ဒါရီဘာဖြစ်လို့အာညောင်းခံပြီးပြောနေလဲဆိုတော့လက်ရှိမလေးရှားကိုရောက်လာတဲ့မြန်မာတွေတော်တော်များများတည်မျောလင်းချက်တွေအကြီးကြီးတွေထားပြီးတော့ဖြစ်လဲဖြစ်မှာလဲအချိန်ကြတော့ဟာမရရတာလည်းလုံးပဲဆိုလူရမှုတွေလုံလာတယ်သိလားဟိုဥပရေနဲ့မလို့ကင်းတာတွေလှုပ်လာတယ်ကျွန်တော်မြင်နေတာအားအများကြီးပဲအများကြီးပဲမြင်ပါလေ ဥပဒေဥပဒေကိုမသိတော့ဘူးလုံချင်တော့လုံတယ်အဓိကပါလဲပတ်စံပဲသူများကိုလိန်နေညားတယ်ပတ်စံရရင်ပြီးတော့လိန်နေလူမောင်ကိုကူးတယ်ဓမြတိုက်တယ်ခိုးတယ်ဟွက်တယ်လူတယ်ရက်တယ်မြန်မာတွေလုံနေတယ်ကိုအများကြီးလိုင်းရောဒီကောင်တွေကိုမေးကြည့်လိုက်မင်းတို့ထောင်ထဲရောက်ရင်ဘာဖြစ်မယ်ထင်လဲအဲ့ဘောလေထောင်မကြောက်တမ်းမကြောက်ရင်တော့လုံပေါ့မရောက်သေးတဲ့လူကတော့မသိဘူးဟုတ်တယ် ငရဲကိုမရောက်ဘူးတဲ့လူကငရဲအရာတော့မသိဘူး။ဟဲ့ငရဲဆိုပါလေနာမည်လားလို့မေးမှာ။မီးလောင်ဘူးတဲ့ခေါင်းကမီးပူတယ်ဆိုတာသိတာ။နော်ဒီတိုင်းပြောမီးဆိုဟာပူတယ်လေသူရောပြောလို့ကြားဘူးတာဘလောက်ပူလဲမင်းရှော့ကြည့်မှသိမှာ။ဟေး။နော်နေပူလို့ဒီလို၁၂နှစ်တိုင်းနေပူနေတဲ့ဟာဒီကြောက်ခင်းလမ်းပေါ်ကတရားကြောက်ခင်းလမ်းပေါ်မှာဟာလို့ကိုတော်လုံးချုပ်ကိုလှိမ့်ခိုင်းထားတာ။ ကိုသုံးလုံးကျအင်းကြီးမပေါဘူးတော့ဘောင်းကြီးပါအသွင်းကဘောင်းကြီးမပေါဘူးဝေးတန်းလန်းကိုဒလိုလှိမ့်နေရတာဒီဘက်ကနေလှိမ့်သွားဟိုဘက်ကိုဒလိန်သုံးလို့လှိမ့်သွားရတာနော်ဟိုဘက်ကနေဒီဘက်ကိုပြန်လှိမ့်လာအဲ့တော့ရဲတွေကခါထောက်ပြီးလက်ပိုက်ပြီးကြည့်နေတာလာမယ်အများကြီးပြောပြအောင်ပြောခင်ဗျားတို့ထောင်ထဲကိုဝင်နေချိန်မှာပုံစံထိုင်ရတဲ့ဟာတွေနော်ဘလိုနှိမ့်ဆက်ခံရတာတွေကောက်ဝော့ဘလိုလုံးရတာတွေ နော်တိုက်ပိတ်ခံရတာလေကျွန်တော်ရှေ့ရှောက်ကျွန်တော်ရဲ့ဂုံတိတ်ခါကိုရင်းပြီးတော့ပြောပြမှာအဲ့ဒီမှာအလိမ့်ညာတွေတော့ခေါ့အဲ့ဒီမှာစေတနာတွေပဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိမလေးရှားကိုရောက်နေတဲ့ညီကိုတွေကိုညီငယ်လေးအရွယ်လေးတွေကိုသားအရွယ်လေးတွေဥပဒေနဲ့မလို့ကင်းတာတွေသူတို့လုံနေကြတယ်။ဒီကလေးတွေချုပ်သေးရောက်ရင်ခံစားရမှာဒီကလေးတွေထောင်သေးရောက်ရင်ခံစားရမှာနိုင်ငံသားဆိုအရန်နှိမ်နေ ခွေးလောက်အဆင့်ကိုထားတော့တဘောပေါ့ဒီလိုလွတ်လွတ်လပ်လပ်ပြည်တွင်းမှာသွားလာလှုပ်ရှားပြီးရုံးကစားတောင်းတဲ့အချိန်မှာတော့နိုင်ငံခြားသားနေတာဗျခမရထောက်တယ်မှာဗျထောက်တယ်မှာဆိုရင်ဘလောက်အနိုင်ခံရမလဲဘလောက်အနိုင်သက်ခံရမလဲဘလောက်ခွဲခြားဆက်ဆံခံရမလဲတွေးကြည့်လေအဲ့တော့ညီကိုတို့တနိုင်တယ်လို့ ဘောမမီနဲ့လမ်းမမလိုက်နဲ့တတ်နိုင်သလောက်တတ်နိုင်သလောက်ကိုယ့်ရဲ့ဘဝအခြေအနေမှန်ကိုနားလည်ပြီးတော့ဘဝကိုအကောင်းဆုံးအတန်ရှင်ဆုံးရှင်တန်ရည်တည်ပါလို့ပြောရင်လည်းဒီကနေ့ကျွန်တော်အကြောင်းထောင်ချခဲ့လေဆိုတဲ့ဟာကိုကျွန်တော်ပြောပြရဲနောက်ထပ်ရှေ့လာမယ့်ဗီဒီယိုတွေမှာကျွန်တော် လေးနှစ်နဲ့ရှစ်လထောင်ထဲမှာဖြတ်တန်းခဲ့ရတဲ့ဟာဒီကျွန်တော်ပြောပြမယ်။နောက်ပြီးတော့ရင်တည်တဲ့ဝီဒီယိုတစ်ခုလုပ်ပေးမယ်။ UNHCR ဒီမှာခုမြန်မာတော်တော်များများ UN UNHCR လိုချင်တဲ့ UN ဖြည့်ချင်တယ်လို့ပြောကြတယ်။အဲ့တော့ UNHCR ဖြည့်တဲ့အချိန်မှာလိုအပ်တဲ့အဓိက top point လေးတွေပေါ့နော်။အဲ့ဒီ top point လေးတွေကျွန်တော်ပြောပြမယ်။အရေးကြီးတဲ့ point လေးတွေ ုပြီးအားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာပါစေဗျာနော်လိုရပန်းနိုင်ခီကိုချောချောမုံမေးအောင်းအောင်မြင်မြင်ရောက်ကြပါစေကျွန်တော်လိုမျိုးဘဝဆိုးဆိုးကြီးတွေမဖြစ်ပါစေနဲ့မကြုံပါစေနဲ့လူကောင်းသူကောင်းတွေနဲ့ပဲကြုံပြီးတော့ဘဝကိုငြိမ်ငြိမ်ချမ်းချမ်းနဲ့အေးအေးဆေးဆေးလေးဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့ဒီ share link ကိုဒီမှာရက်လိုက်တယ်အားလုံးပဲ Thank you. Bye bye.